Manchester United ရဲ့လှုပ်လှုပ်ရွရွဖြစ်နေတဲ့ကုသမားပြောင်းရွှေ့တွေပြီးတော့ကျွန်တော်တို့ Peter Gilchrist နဲ့ Brian Ambolo နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရ update တွေကိုဒီဗီဒီယိုမှာဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာဘောလုံးမရုပ်ကစားဖို့အတွက်စိတ်ချရတဲ့ website တစ်ခုရှာနေရဆိုလို့ရှိရင်တော့ Melbourne ရှိပါတယ်။ Melbourne ဆိုလို့ရှိရင် Onebet လို့ပဲကိုရိုင်းကောင်းဖွင့်၊ကိုရိုင်းငွေသွင်းငွေထုတ်ပြီးလွှင့်နေတာဖြစ်ပြီးတော့ကောင်းဖွင့်မဲ့ဆိုလို့ရှိရင် promo code 999ကိုအသုံးပြုပြီးတော့ 100% bonus ကိုလည်းရယူနိုင်ပါပြီ။ဒီဒီကိုတော့ first promo မှာချပေးထားတဲ့ Telegram channel နဲ့ Viber number တွေကနေပြီးတော့ဆက်သွယ်စုံစမ်းမြင်းမြန်းနိုင်ပါတယ်ခင်ဗျာ။အားလုံးမင်္ဂလာပါ။ဒိုင်းနေတမိုင်ကျူ channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်။ဆိုတော့ကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့ဒီဘက်နော်၂၈ရက်နေ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်တို့ဆွေးနွေးသွားကြပါမယ်။ဆိုတော့ဆက်လိုက်အောင်။ဆိုတော့ပထမဦးဆုံးကျွန်တော်တို့ဒီ Goldman နဲ့ပတ်သက်ပြီးတော့ပါ။ဒါကျွန်တော်တို့ဒီ Fabrizio Romano ပြန်ပြီးတော့ကျွန်တော် confirm ထားတဲ့သတင်းပါ။ဆိုတော့ ဒီဘာနာကိုသမားနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်အန်ဒရီအိုနန်းနာနဲ့ကျွန်တော်ဒီမူနာကိုဆိုတာကဘယ်တုန်းကမှကျွန်တော်တို့ဟာဒီဘာနာကျွန်တော်ဒီအမ်ချိတ်ဆက်မှုတွေကျွန်တော် လုံးဝမရှိခဲ့တဲ့အကြောင်းရွှေ့မျိုးကျွန်တော်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ရှေ့မှာလဲကျွန်တော် report ကြီးလောက်ထားလဲဆိုတော့ဒါကိုလဲကျွန်တော် women တို့ကျွန်တော်ထပ်ပြီးတော့ confirm ထားတယ်အရှိကျွန်တော်ဒီထွက်ပေါ်နေတဲ့ဒီဘာနာအက်ဒလနာရဲ့ကျွန်တော်ကိုသမားဖြစ်တဲ့ကျွန်တော်ဒီဘာနာမာကိုခနေဆိုင်ကင်းနဲ့ပတ်သက်ပြီးတော့အသင်းဘက်ကကျွန်တော်ဆွေးနွေးမှုတွေစတင်နေပြီဆိုတော့တင်းမျိုးကျွန်တော်ထွက်ပေါ်နေတယ်ဒါကိုလဲ roman လိုဟာဆိုလို့ရှိရင် ဒီပေါ့နော်လက်ရှိကျွန်တော်ဒီ Manchester United ကဂိုးသမားတွေကိုကျွန်တော် market ထဲမှာလိုက်လံပြီးတော့ရှာဖွေနေတာစောင့်ကြည့်နေတာမျိုးတွေတော့ကျွန်တော်ရှိတယ်။ဒီထဲမှာလည်းကျွန်တော်ဒီ Adeline ဂိုးသမားဖြစ်တဲ့ Marco Kanesaki လည်းကျွန်တော်ပါတယ်ပေါ့။ဒါပေမဲ့ level အဲကျွန်တော်ဒီပေါ့နော်အဲဒီကနေစကင်းနဲ့ပတ်သက်ပြီးတော့ကစားသမားဖြစ်သူရောအဲဒီအတ္တနာအသိန်းကိုရောကျွန်တော်တို့ဒီကစားသမားဖြစ်သူအတွက်ဆွေးနွေးတာမျိုးတွေကျွန်တော်တို့ချိန်ဆက်တာမျိုးကျွန်တော်လုံးဝရှိမနေဘူးဆိုပြီးတော့မန်နေဂျာကိုကွန်ဖာမ်ထားပါတယ်ဆိုတော့အတ္တနာနဲ့ကျွန်တော်တို့တရင် ထွက်တယ်ဆိုတာကကျွန်တော်တို့က အလန်နာနဲ့ဆိုလို့ရှိရင်အမြဲတမ်းကျွန်တော်တို့ဒီပေါ့နော်အဲဒီ relation ကောင်းနေကျွန်တော်ရှိတယ်အာမတ်တို့ကြောင်းရွှေတွေပြီးတော့ကျွန်တော်ဒီအဲဒီပူပူနွေးနဲ့ကျွန်တော်ဒီ Christmas file line တို့ကျွန်တော်အပြောင်းရွှေတွေပြီးတော့ကျွန်တော်တို့ Adidas ကိုစိတ်ဝင်စားတာတွေဒီလိုချက်တွေကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင် Manchester United နဲ့ Atlanta ကြားထဲမှာကအဲဒီပေါ့နော်ကျွန်တော် relation နေကျွန်တော်ရှိတယ်ဆိုတော့ပြောင်းရွှေ့ရကြည်ဆိုလို့ရှိရင် Atlanta ကသာသမာတရားမလို့တရားနဲ့အမြဲတမ်းကျွန်တော်သတင်းထွက်တယ်ဒါကတော့ပုံမှန်ပဲအခုလက်ရှိကိုစမားလိုတယ်ဆိုတော့သူတို့ကိုစမားနဲ့ပတ်သက်ပြီးတော့တရင်ထွက်လာတယ်အချိန်တွေမျိုးဖြစ်တယ်လို့ပဲကျွန်တော်ယူဆလို့ရတယ်ဆိုတော့ အဲဒါကကျွန်တော်ဒီသတင်းကိုကြည့်ရနေတာကျွန်တော်သိပါတယ်ဗောနော for Romano လဲကျွန်တော် conference ဆိုတော့ဒီ Marco Canesecki ဆိုတဲ့ကိုသမားသူဘလောက်ကောင်းကောင်းအသင်းဘက်ကကျွန်တော်ဟွန်းစိတ်ဝင်စားခြင်းတော့ကျွန်တော်ရှိမနေသေးဘူးဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့အဲဒီဗောနော်ကျွန်တော်ဒီ brand Ambomo ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောရအောင်ဗောနော်ဆိုတော့ Ambomo ရဲ့အပြောင်းရွှေ့ကအခုချိန်ထိမပြီးနိုင်ကြသေးဘူးလားဗောနော်ဘာများလုံနေကြတယ်ဗောကနေမဆက်ပြီးတော့ Romano ကျွန်တော်ပြောထားရှိတယ်ဆိုတော့ အဲနည်းနည်းလေးတော့ကျွန်တော်ကြာနေတယ်ဒီဒုတိယကလန်မှုကကျွန်တော်လုံခဲ့တဲ့ဒီငိုင်းလောက်ကကျွန်တော်လုပ်ထားတယ်အဲဒါပေမဲ့လည်းပဲဒီနောက်ပိုင်းမှာကျွန်တော်ဟီဝီကိုဟီဝီကိုဟီဝီကိုကျွန်တော်စောင့်နေကြဒါပေမဲ့အခုချိန်ထိတော့ဟီဝီမကိုသေးဘူးဘာကြောင့်ဟီဝီပိုမဖြစ်သေးရလဲဆိုတာကို လူမနောကျွန်တော်ပြောထားတဲ့ခါမှာတို့ရှင်အမ်ဘူမိုရဲ့အပြောင်းရွှေ့ဟာဆိုလို့ရှိရင်အခုလက်ရှိကျွန်တော် club to club ဆွေးနွေးမှုတွေဟာလုံးဝကျွန်တော်နောက်ဆုံးအဆင့်ကိုတော့ကျောင်းနေပြီဆိုတော့ညီညာမှာတို့ဘာကြောင့်ကြာနေသလဲဆိုလို့ရှိရင်တို့ဒီဘောနော် initial fees တွေဘယ်လိုပေးမယ် add-ons တွေဘယ်လိုပေးမယ်ဒါသမားရဲ့ကျွန်တော်ဒီလောက်ခလာစာပြီးရင်ဒါသမားရဲ့ကျွန်တော်ဒီ contract ဒါတွေအကုန်လုံးကိုကျွန်တော်ဒီဘောနော်အဲဒီ structure ကြကြတို့ဒီဆွေးနွေးနေတဲ့အချိန်မျိုးကျွန်တော်ဖြစ်တယ်ဒီ brand phone နဲ့ဆိုလို့ရှိရင်အဓိကကျွန်တော်ဒီဆွေးနွေးနေတဲ့အကြောင်းအရာတွေက payment structure ဖြစ်တယ်ဆိုတော့ payment structure ဥမာထားပါတော့ဒီပေါ့နော်ဒီကိုင်လန်ဒုတိယကျင်ကိုင်လန်လိုက်တာကပေါင်တန်း60တက်ပိုတဲ့ပမာဏပေါ့ဒီနေရာမှာ initial fee ဘယ်လောက်လဲအဲ့လိုဘယ်လောက်လဲကျွန်တော်လုံးဝမသိရအောင်ဒါပေမဲ့အဲဒီပေါ့နော်ကျွန်တော်တို့ဒီပေးရမယ်ကျွန်တော် fees နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရေးကြဒီပေါ့နော်ကျွန်တော်ခွဲပေးနိုင်ဖို့အတွက်အသင်းဘက်ကစူးစမ်းနေရလေကျွန်တော်တို့ထင်တယ်ဆိုတော့ payment structure ကိုအဓိကထားပြီးတော့ကျွန်တော်နှိမ့်နိုင်နေကြတယ်ဆွေးနွေးနေကြတယ်ပေါ့နော်ဆိုတော့ဒီ payment structure ကကျွန်တော် confirm ဖြစ်ပြီးအားလုံးအဆင်ပြေပြီဆိုတာ ਨੇ ဟီဝီကိုကလာလိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့ရိုမန်တို့ကကျွန်တော်တို့ပြောထားဟီဝီကိုတော့သူကမပါဘူးပေါ့လေဒါပေမဲ့ဟီဝီကိုကျွန်တော်ဖြစ်မယ်ပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်တို့ပြောထားတယ်ဆိုတော့အဲဒါအောင်ကျော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ payment structure နဲ့ပတ်သက်ပြီးတော့အသေးမက်ကကျွန်တော်တို့အတိချာလီအလုတ်လုတ်ဖို့ကျိုးပန်းနေလေကျွန်တော်မြင်နေအဲလက်ရှိကျွန်တော်တို့ဒီဘောနော MMO ခဏထားလိုက်အောင်ကျွန်တော်တို့ဒီရှေ့ကကျွန်တော် Matthias Kunya ရဲ့အပြောင်းရွှေ့ ကိုညာနေကျွန်တော်ဒီ60နှစ်တမ9တန်းဆိုရယ် release clause ကိုကျွန်တော်ပြီးခဲ့ရတယ်ဒါပေမဲ့အဲ့ပြီးခဲ့ရတဲ့ကျွန်တော်60နှစ်တမ9တန်းကိုကျွန်တော်တပြုံနဲ့ကျွန်တော်ပြီးရတာမျိုးမဟုတ်ဘူးတပိတ်နဲ့ကျွန်တော်ပြီးရတာမဟုတ်ဘူးအဲဒီ3နှစ်အရေးကြကျွန်တော်ခွဲပြီးတော့ပြီးဝင်ရတယ်ဒီနေရာမှာကျွန်တော်ဒီ60နှစ်တမ9တန်းဆိုလို့ရှိရင်ကျွန်တော်တို့အနည်းဆုံးပေါ့လေအနည်းဆုံးကျွန်တော်တို့ဒီတာတိပန်ဆန်လောက်ကနေကျွန်တော်တို့စပြီးတော့ကျွန်တော်ပြီးရတယ်ပေါ့တာတိပန်ဆန်ဆိုတော့ကျွန်တော်တို့ပေါင်တန်းကျွန်တော်တို့20ကျော်ပေါ့နော်ပေါင်တန်း20ကျော်လောက်ကနေကျွန်တော်တို့စပြီးတော့ပြီးရတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဒီအတွက်ကြောင့်မလို့ အဲဒီအခုလက်ရှိ MMO ရဲ့အပြောင်းရှိမှဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲဒီပေါင်သန်း60ကျော်နဲ့ကျွန်တော်တို့ကန်လန်ထားတယ်အဲလူနေသားမျိုးကိုကျွန်တော်အတင်းဘက်က payment structure ကိုကျွန်တော်ညှိနေတဲ့ခြေနေမျိုးပါဒီနေရာမှာကျွန်တော်နှစ်နှစ်ဖြစ်မလားတနည်းကတော့ကျွန်တော်မဖြစ်နိုင်ဘူးဗျာဆိုတော့နှစ်နှစ်ဖြစ်မလားသုံးနှစ်ဖြစ်မလားအဲဒါတော့ကျွန်တော်တို့အဲစောင့်ကြည့်ရမယ့်ခြေနေမျိုးကျွန်တော်ရှိတယ်ဆိုတော့လက်ရှိကျွန်တော်အတင်းဘက်ကကျွန်တော်တို့ဒီ comment ကစားသမားတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် အကုန်လုံးကမတန်တဆအဲဒီဘာလို့ကျွန်တော်တို့ဒီပြောင်းရွှေ့ခြေကျွန်တော် ပေးနေရတယ်ဆိုတော့ကုညာဆိုလို့ရှိရင်ကျွန်တော်ဒီ62.9တန်းကျွန်တော်တို့ဒီ အဲပြောမယ်ဆိုမတန်ဘူးပေါ့နော်။ဘာလို့ဆိုတော့သူ့ရဲ့ပြောင်းရွှေ့ရကျွန်တော်ဟိုဖြစ်ချင်းဖြည့်မှန်ဆိုလို့ရှိရင်ကျွန်တော်ဒီအဲ90တန်း90နဲ့ကျွန်တော်ဒီတန်း60ကြားထဲမှာပဲကျွန်တော်ရှိတင်တာ60ကျွန်တော်ကြော်မကြော်တင်ပေါ့နော်။ဒါပေမဲ့ level 62မှာ90ကျွန်တော်ပြီးခဲ့တယ်။ payment structure ကိုကျွန်တော်၃နှစ်အရေးကြာနေတော့ပြည်နိုင်ခဲ့တယ်။ဆိုတော့အခုလက်ရှိ MO ရဲ့ပြောင်းရွှေ့ကိုလည်းအတင်းဘက်ကဒီလိုမျိုးလှုပ်ဆောင်ဖို့ချိုးပန်းနေကိုရ။ဆိုတော့ တကယ်လို့ကျွန်တော်တို့ဒီ MOA ပြောင်းရှိကိုကျွန်တော်တို့ဒီ payment structure ကျွန်တော်တို့ဒီဘယ်နော်၃လလောက်နဲ့ကျွန်တော်ရခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုမျိုးဒီအခုလက်ရှိကျွန်တော်တို့ဒီဘာကျွန်တော် UCL ဝင်ခွင့်မှာကျွန်တော်မရှိဘဲနဲ့အတင်းရကျွန်တော်တို့ဒီ budget ကအရင် limit ဖြစ်နေတဲ့အချိန်လေးမျိုးအတွက်ဆိုလို့ရှိရင်အတိုင်းအတာတစ်ခုထိအဆင်ပြေစေလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ဒါကထားမှာတော့ကျွန်တော်တို့ဒီ၃နှစ်ရေးကြရတယ်ပဲဆိုပါဆို MOA ပြောင်းရှိပေါင်သန်း60ကျော်ပေါ့နော်ဆိုတော့ ပေါင်သန်း20လောက်ပဲကျွန်တော် initial ကျွန်တော်ပေးရမယ်တနည်းပေါ့နော်ဒီတနည်းစားလို့ပေါင်သန်း20လောက်ပဲကျွန်တော်ပေးရမယ်အဲ့လိုပဲကျွန်တော်ဒီ manager ကိုညာပြောင်းရှင်းမှာပေါင်သန်း20လောက်ပဲကျွန်တော်ပေးရမယ်နှစ်ခုပေါင်းဆိုလို့ရှိရင်အများဆုံးကျွန်တော်ပေါင်သန်း90လောက်ပဲကျွန်တော်တို့ကုန်အောင်မဲ့အခြေအနေမျိုးကျွန်တော်တို့အသင်းရဲ့လက်ရှိ budget ကဆိုလို့ရှိရင်ပေါင်သန်းကျွန်တော်100ဆုံးဆုံးလောက်ပဲကျွန်တော်ရှိတယ်ဆိုတော့ဒီလိုနေသားမျိုးမှာကစားသမား2ယောက်အတွက်ကျွန်တော်တို့ဒီပြောင်းရှင်းကြီးပေါင်သန်း90လောက်ပဲကျွန်တော်တို့ သုံးထားရသေးတယ်နောက်ထပ်ကျွန်တော်ပေါင်သန်း50လောက်သုံးလို့ရသေးရဲ့ဆိုတဲ့အခြေအနေမျိုးမှာကစားသမားတစ်ယောက်လောက်ကျွန်တော်ရောင်းရတာ ਨੇ နောက်ထပ်ကျွန်တော် striker ခေါ်ဖို့ကအဆင်ပြေသွားမယ့်အခြေအနေမျိုးမှာကျွန်တော်ရှိတယ်ဆိုတော့တကယ်လို့ကျွန်တော်ဒီထားပါတော့ဒီ your crest ကိုကျွန်တော်ခေါ်မယ်ဗျခင်ထားပါတော့ euro ကျွန်တော်65သန်းဆိုလို့ရှိရင်ပေါင်55သန်းကျွန်တော်ရှိတယ်ဆိုတော့အမ်ထားပါတော့ကျွန်တော်ဒီပေါင်သန်း60ပဲဆိုပါဦးနော် ဆိုတော့ဘောင်းဆန်60ဆိုတဲ့အနေထားမှာကျွန်တော်တို့ကောင်းရှိကြီးကိုကျွန်တော်ဒီလိုမျိုးပဲကျွန်တော်ဒီ payment structure တွေညှိပြီးတော့ကျွန်တော်လုံအောင်မယ်ဆိုလို့ရှိရင်အသင်းဘက်ကကစားသမားတော်ကျွန်တော်တို့ရောင်းစရာမလိုပဲနဲ့နောက်ထပ် striker ကိုကျွန်တော်တို့ခေါ်လို့ရတဲ့အခြေအနေမှာရှိနေတော့မယ်ဆိုတော့ဒါကကျွန်တော်တို့ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့အဲဒီကနေ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ အဲဒီမတန်တဆတွေပေးရတာတော့မှန်တယ်ဒါပေမဲ့ payment structure ကိုကောင်းကောင်းလေးညှိနိုင်မယ်ဆိုလို့ရှိရင်တော့အတင်းဘက်ကကျောအပြောင်းရှိလှူရှားမှုတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လိုပြရာသီဥခြေစမ်းပွဲစဉ်တွေမတိုင်ခင်မှာကျော attacking trial ကို၃ရောက်လောက်တော့အဲကျွန်တော်တို့မျောလင်းလို့ရတဲ့အခြေအနေမှာရှိရလို့ကျွန်တော်တို့အကြံဉာဏ်ယူဆလို့ရတယ်ဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီ MMO ရဲ့အပြောင်းရှိမှာ payment structure တွေညှိနိုင်နေကြတယ် account structure တစ်ခုရအောင်အဲအတင်းဘက်ကကျွန်တော်ညှိနိုင်နိုင်ဖို့တော့လိုလိမ့်မယ် အဲဒါကကြောင့်အကူနဲ့ပတ်သက်ပြီးတည်မှာဆိုတော့နောက်ထပ်ကျော် Vita Geocrest နဲ့ပတ်သက်ပြီးတည်မှာ Geocrest ကအခြေအနေကကျွန်တော်တို့သိကြရတဲ့အတိုင်းပဲအဲသူကကျွန်တော်တို့သူ့ကိုကျွန်တော်တို့အဲဒီပေါ့နော်ချိန်ဆက်ဆက်တွေ့တဲ့အထက်မှာ Manchester United နဲ့ Arsenal ကျွန်တော်ရှိတယ်ဆိုတော့ဒီနေ့ထားမှာဗလန်သမားဒီဦးစားမိက Arsenal Manchester United ကို reject လုပ်တာမျိုးညှင်းမလိုက်တာမျိုး no ဆိုပြီးပြောလိုက်တာမျိုးနော်ဘိုင်းပိုင်ဆိုပြီးတော့ကျွန်တော်ပြောလိုက်တာမျိုးကျွန်တော်ကကျွန်တော်မရှိဘူးဆိုတော့ဒါပေမဲ့လည်းပဲကျွန်တော်ဒီ Arsenal ဒီသူ့ရဲ့ဦးစားမိဖြစ်တယ်ဆိုပြီးကျွန်တော်ပြောထားတယ်ဆိုတော့ Arsenal ရဲ့အခြေအနေကိုကြည့်မယ် Arsenal ဒီ striker လို့နေတယ်မန်လေးဒါပေမဲ့သူတို့ရဲ့ဦးစားပေးသည်ဘန်ဂျမင်ဆက်စကိုဘန်ဂျမင်ဆက်စကိုရဲ့အပြောင်းရွှေ့ကဒီဘောနော်သူတို့ပါဖီးစီလဲတော့မသိဘူးကစားသမားရဲ့လောက်ခလာဇာလာဒါမှမဟုတ်ကျွန်တော်တို့ဒီဖက်ဖက်ကတောင်းနေပြောင်းရွှေ့ကြီးလာဒါတွေကိုမပေးနိုင်တဲ့ပုံစံမျိုးကျွန်တော်အနေနဲ့ဖြစ်တော့ဖြစ်နေတယ်ဒါပေမဲ့သူတို့ရဲ့ first priority ကဘန်ဂျမင်ဆက်စကိုပဲတော့ဆက်စကိုသူတို့ရအောင်တော့လိုချင်တယ်ဆိုတော့ပြောင်းရွှေ့အဲဒီဖြစ်မဖြစ်ကကျွန်တော်ကြည့်ရမယ်တကယ်လို့ trust ကိုရဲ့ပြောင်းရွှေ့ဖြစ်မယ်ဆိုလို့ရှိရင် progress ကိုသူတို့လုံးဝမခေါ်ဘူးဆိုတော့ ဲ့ဒါကကျွန်တော်လုံးဝ for sure ရမယ်ဆိုတော့ဒီလက်ကြောင့်မလို့ဒီဘောနော် Geocres ဒီ Arsenal အတွက်ဒုတိယရွေးချယ်မှုပါဆိုတော့ Manchester United ကြတော့ကျွန်တော်ပြောင်းမြင်ဟွန်း Manchester United ရဲ့ breeder ထဲမှာတိုက်စစ်မှုကကျွန်တော်2ယောက်ရှိတယ် Vedan Geocres နဲ့ Hugo Akitiye နဲ့အာ first priority က Vedan Geocres Vedan Geocres ဆာမင်းရအောင်ဆိုလို့ရှိရင်ကျွန်တော် Akitiye ဘက်ကိုကျွန်တော်လှည့်မှာဒီလိုပုံစံမျိုးကျွန်တော်တွားတာကျွန်တော် personally ကြိုက်ရဆိုလို့ရှိရင်ကျွန်တော် Akitiye ကိုပူကြိုက်တဲ့ထဲမှာဘာလဲငယ်လေးငယ်တာဟုတ် ဒါပေမဲ့ကျွန်တော်တို့ဒီဘဲကသာသမားပဲကျွန်တော်ရောက်ရောက်ပါနော်ယောခရက်ပဲရောက်ရောက် AKDK ပဲရောက်ရောက်အသင်းမှာအဆင်မပြေကြအောင်မရှိလို့ထင်တယ်ဒါပေမဲ့ AKDK ဆိုလို့ရှိရင်တော့မှနည်းနည်းကျွန်တော်စိတ်မချမညာဖြစ်နေနိုင်သေးတယ်အဲယောခရက်ကကျွန်တော်အများကြီးဖြစ်နိုင်တယ်ပေါ်တူဂီဘာကစားခဲ့တာဘာညာဆိုပေမဲ့တော့ညာလည်းပဲသူကစားရဲ့ type ကပရီးမီးယားလိမှာအများကြီးဆင်ပြေနိုင်မဲ့အခြေအနေမှာရှိတယ် အဲဒီ Vida Geocrest ဒီပြီးတော့ကျွန်တော်ဒီဘောနော် Emery လက်အောက်မှာကျွန်တော်တောက်ပနာခဲ့တဲ့စာသမားတယောက်ကျွန်တော်ဖြစ်တာဖြစ်တဲ့ကြောင့်လက်ရှိကျွန်တော်အသင်းမှာလည်း Emery ကခိုင်းနေတာဖြစ်တဲ့ကြောင့်လို့ M ဝင်ဝင်ကြကျွန်တော်မဖြစ်စရာဘာကြောင့်မှမရှိဆိုတော့ Geocrest ကလည်းအများကြီးစင်ကြီးမဲ့ထဲမှာပါတယ်ဆိုတော့တင်းရဲ့ဒီ Arsenal နဲ့မတူတဲ့အချက်က Geocrest ဒီ Manchester United ရဲ့ဦးစားပေးဖြစ်တယ်ဆိုတော့ဒီလိုနေသားမျိုးမှာဒီဘောနော်ကျွန်တော်ဒီ Manchester United ကကျွန်တော်ဒီ Arsenal နောက်ကောက်ကြပြီလားပေါ့နော်ဒီလိုချင်နေမျိုးကျွန်တော်ဖြစ်နေနေထားမျိုးမှာဆိုလို့ရှိရင်လက်ရှိကျွန်တော်ထပ်ပေါ်လာတဲ့တည်င်းရာ Evolab တို့ပြီးလို့ရှိရင် Mera တို့ကောက်ပြလာတဲ့တည်င်းရာဆိုလို့ရှိရင် Peter Gilchrist Manchester United အတွက်သူ့ရဲ့ကျွန်တော်တို့ဒီတကားလေးကိုကျွန်တော်ပြန်ပြီးတော့ဖွင့်ပေးလိုက်ပြီးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီပေါ့နော်ကျွန်တော်တို့ဒီဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ Arsenal ဘက်ကကျွန်တော် Sasco ကိုခေါ်ယူဖို့အတွက်ဒီ favor ဖြစ်နေတာဖြစ်တဲ့အကြောင်းလို့ Manchester United အနေနဲ့ဒီ ဒီ Vitagio Crest ကိုကျွန်တော်တို့ခေါ်ယူရေးပြိုင်ပွဲမှာဆိုလို့ရှိရင်ပြန်ပြီးတော့ကျွန်တော်တို့ဥဆောင်လာနေပြီဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ဒီ Ebola ကနေလည်းကျွန်တော်ဖော်ပြထားဖြစ်သလို Mera ကနေလည်းကျွန်တော်ဖော်ပြထားတယ် Mera ကဖော်ပြတဲ့အထက်မှာဆိုလို့ရှိရင် Vitagio Crest ကသူ့ရဲ့ကျွန်တော်နီးပြဟောင်းဖြစ်တဲ့ Ruben Amorim နဲ့ Ultra Form မှာပြန်ပြီးတော့လက်တွဲဖို့အတွက်အစင်သစ်ဖြစ်လို့နေပြီဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ဟုတ်ဒါကကျွန်တော်တော်တော်လေးကောင်းတဲ့သတင်းပါတော်တော်လေးကောင်းတဲ့သတင်းပါဘာလို့လဲဆိုတော့ကျွန်တော်ဒီအာဆင်နယ်လိုအသင်းမျိုးနဲ့ကျွန်တော်ရှင်ဖိုက်ရတယ်ဆိုတာကလွယ်တဲ့နေသားမှာကျွန်တော်မရှိဘူး အဲ့တော့အာဇနယ်ကအများကြီးစီပဲဖြစ်တဲ့တဲ့ရသမောက်ကိုတိုင်လည်းသူကိုတိုင်ကျွန်တော်ထုတ်ပြောထားတာအဲရှေ့မှာဗောနရှေ့မှာသူကိုတိုင်ထုတ်ပြောထားတာသူကကျွန်တော်အာဇနယ်ကိုဦးသားပေးသူပြောင်းနေတယ်ပြောင်းပြောင်းနေမှာပဲဘာဖြစ်လို့ဆိုတော့မှတ်ထားပါတော့ brother ကိုဗျာ brother ကိုကျွန်တော်တို့ဒီထားပါတော့ brother Manchester United fan မဟုတ်ဘူးဆိုပါလို့ Manchester United fan မဟုတ်ဘူးဒီတိုင်းကျွန်တော်တို့ဒီ professional ကစားသမားတယောက်အာဇနယ်နဲ့ Manchester United ဘာရွေးမလဲအာဇနယ်ပဲအာဇနယ်ပဲတော့မှာ ဒါကြောအသင်းဆွဲရုံမပါဘူးဆိုလို့ရှိရင်အာဆင်နယ်ပဲတော့ပါလို့စားအာဆင်နယ်ဒီဒီဘယ်လိုပြောရမလဲလောကကျတော့ stable ဖြစ်ပြီးသားကျတော့ club တခုဖြစ်တဲ့ကစားသမားဖောင်းနေကျတော့အများကြီးရှိတယ်ကိုယ်ဒီမှာလည်းရှိပါတယ်ပေါ့နော်ဒါပေမဲ့အဲ stable ဖြစ်တဲ့အနေအထားမှာတော့ကျတော့ရှိမနေသေးဘူးအဲပြီးလို့ရှိရင်ကျတော့ဒီ premier league မှာကျတော့ top 4လောက for sure ပြီးလို့ရှိရင်ဒီ champion league မှာဆိုလို့ရှိရင်လည်းအဲအနည်းဆုံးတော့ကျတော့ဒီပေါ့နော်ကျတော့ဒီ knockout stage ကိုကျတော့ရောက်နိုင်တဲ့အဲဒီပေါ့နော်အခြေအနေမျိုးကျတော့ရှိနေပြီးသားဆိုတော့အဲဒီလိုမျိုးကျတော့ stable ဖြစ်တဲ့ club မျိုးကို join ရမယ်ဆိုတော့ အများကြီးကြော်ပို့ပြီးတော့အဲကိုကပို့ပို့ပြီးတော့ကျွန်တော်အများကြီးအဆင်ပြေနိုင်တယ်ပြီးတော့ကျွန်တော်အကိုအတက်ကလည်းထားပါတော့ဖျောသားအတက်ကလည်း28နှစ်နေသားမျိုးကျွန်တော်ဖြစ်နေပြီဆိုတော့တေချာပေါ့ကျွန်တော်ဒီအာဆင်နယ်ကိုပဲရွေးမှာဆိုတော့အဲဒီလိုနေသားမျိုးကျွန်တော်ဖြစ်နေတာပါเนาะဆိုတော့ဒီလိုနေသားမျိုးမှာအခုလက်ရှိဒီ top bowler နဲ့တင်းအင်အားဆိုလို့ရှိရင် Eurocrest က Emirates ကျွန်တော်ပြန်ပြီးတော့တကားတွေပြန်ပြီးတော့ဖွင့်ထားလိုက်ပြီဆိုတော့ မက်ဆေ့ဂျ်ဆိုင်နဲ့တက်တော့တကားတွေကျွန်တော်ပြန်ပြီးတော့ဖွင့်ထားလိုက်ပြီဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့အဲစောင့်တော့စောင့်ကြည့်ရမယ်အာဒီဘောနဘလိုမျိုးကျွန်တော်ဆက်ဖြစ်လာမယ်ဆိုတော့ကျွန်တော်ပြန်ပြီးတော့စောင့်ကြည့်ရမယ်တေချာတစ်ခုကဒီဘောနအမ်ဘိုမိုရဲ့အပြောင်းရွှေ့ပြီးတာနဲ့ဖီတာဂျီယိုခရက်စ်ဘက်ကိုအတင်းဘက်ကကျွန်တော်လှည့်လိမ့်မယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဘောနဆိုတော့အချိန်ကြိုက်ပဲအမ်ဘိုမိုရဲ့အပြောင်းရွှေ့လဲအပြီးဒီဘောနဖီလိုက်ဂျီယိုခရက်စ်ရဲ့အပြောင်းရွှေ့တော့ကျွန်တော်လှုပ်ရှားမှုစတင်ဖို့အဲဒီဘောနအချိန်ကျွန်တော်ကြာလာမလားဒါတို့တော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ် ဆိုတော့ဒါတော့ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားတဲ့အဲသတင်းအကြောင်းအရာတချို့လည်း Brother တို့အတွက်ပါသွားနိုင်မယ်လို့ထင်ပါတယ်ဆိုတော့ဘယ်လိုမြင်ကြလဲဇွန်နေ့ကြပါတ िश ူအပေးနေကုန်များလို့ကျေးဇူးများတင်ပါတယ် Channel ကို Subscribe လုပ်သေးလို့ရှိရင် Subscribe လုပ်ပေးထားကြဖို့အားလုံးတောင်းဆိုပါတယ်နော်